င်ကောက်မှာတနစ်ကို90ရာခိုင်နှုန်းလောက်ဘီစီတက်နေတဲ့ဘန်နာလိုကေးရှင်းမှာရှိတဲ့ SCS ရဲ့အင်းလေးကိုလိုက်ပြီးတော့မှပြပြီးတော့မှဖြစ်ပါတယ်ဒီရှင်းအနေနဲ့ဆိုရင်တော့တပ်ပရက်လမ်းမကြီးနဲ့အပြိုင်လမ်းမကြီးဘေးမှတည်ရှိပြီးတော့မှကက်စလာဘီဇာဟိုင်ဝေးဘုတ်ကိုလည်းလွယ်လွယ်ကူကူဝင်ထွက်သွားလာနိုင်မှာဖြစ်ပါတယ်။ကျောင်းနေအနေနဲ့ဆိုရင်တော့ဘန်ကောက်ပတ္တနာ Gregorian International School, Hebrew International School, Buckley International School အစရှိရဲ့ကျောင်းနေရာတဲ့အနီးနားမှာပဲရှိနေပါတယ်။မော်ရီအနေနဲ့ဆိုရင်တော့ PTT Park Mall, Naga Banda, Fullan Supermarket စရည်နဲ့ပြီးပါမယ်။ကျမ၏ဆောင်ကြောင်းမှုအနေနဲ့ဆိုရင်တော့ Chula Resuvana Bumi Hospital, Banda Five Hospital စရရင်ရှိမှာဖြစ်ပါတယ်။ကျွန်တော်ခုပြပါမယ့်အိမ်ကတော့ဒုတိယကြီးဆုံးအိမ်ဖြစ်ပါတယ်။ ကျေဝန်းနေလဲဆိုရင်တော့199စကွဲမီတာရှိပြီးတော့မှအိတ်ခန်း၄ခန်းနဲ့ဘက်ရူ၅ခန်းပါဝင်ပါတယ်ခင်ဗျာမိတ်ရူလည်းတစ်ခန်းပါဝင်ပါတယ်အရှိမဆိုရင်တော့ EV charger support ဖြစ်တဲ့အပြင်ကိုကပ်ပါကင်လုံးစီပါဝင်ပါတယ်ဒီပါဆိုရင်တော့မှဆိုရင်တော့အရှိမအိမ်ရှိမတွေကို auto living space ခုပါဝင်ပါတယ်ကဲအဲ့ဆိုရင်ကျွန်တော်တို့အိမ်ထဲကိုလိုက်ကြည့်မယ်အထူး promotion အနေနဲ့ဒီဇင်ဘာလ20ရက်နေ့မတိုင်ခင်ဝယ်ယူပါက20ရာခိုင်နှုန်းဒီ developer တိုင်း promotion အနေနဲ့ရရှိနိုင်ပါတယ် ါလေးကတော့ living space ပါမိသားစု quality တိုင်းကိုလုံးဝကျိုးရှိကုန်ဆုံးကျင်တဲ့လူတွေအတွက်ဆိုရင်တော့ဒီ living room တွေက perfect ပါပဲဒီဘက်ဆက်သွားမယ်ဆိုရင်တော့ဒီဘက်မှာမိသားစု6ဥစ္စာကြည်ကြည်လွန်းလွန်းစားနိုင်မယ် dining table ပါပါမယ် dining table မှာဆိုရင်လည်းလုံးဝသူတို့လတ်ဆင်ပေးထားရတယ်လုံးဝတေးစိတ်ကြပြုံးမှာအသုံးထားတဲ့ပစ္စည်းကြရတယ်လုံးဝ quality ကောင်းပါတယ်ကဲဒီဘက်မှာဆိုရင်တော့အဲ office အခုနေနေတွေ့ရမှာဖြစ်ပါတယ်ဒါပေမဲ့လည်းဒီခန်းကတော့ ဖိုးဖွားတွေလုံအောင်တက်ကြီးတွေတို့လည်းလုံအောင်အဆင်ပြောင်းလုပ်ပေးထားတဲ့ခန်းမှာဒီမှာဆိုရင်လည်းသူဟောက်ကသောကိုဖလက်ပြောင်းလုပ်ပေးထားပြောင်းမှာရွှဲနေနေဆိုရင်လည်းတော်တော်လေးကိုချေပါတယ်အစီအစအရေလောက signature လို့ပြောလို့ရတယ် smart home system ပါဝင်ပါမယ် smart home system မှာဆိုရင်လည်းတကားတစ်ခုဖွင့်တာအစားတူလုံးဝ ဒီ notice မှာပြနေမှာဖြစ်ပါတယ်ပြီးရင်တော့ဒီဘက်မှာဆိုရင်အမ် student ရှိပါမယ်ဒါပေမဲ့လေတော်တော်ကျယ်ပါတယ်လောက functional ဖြစ်ပါတယ်ဒီ slogan ကတော့အမ်မှာ shoe cabinet ရှိပါမယ် shoe cabinet ဆိုရင်တော့လုံးဝအဲဒီဘက်မှာဆိုရင်တော့လုံးဝ edit တွေပါလာတဲ့ချိန်မှာ common toilet လေးနေနေထားပြီးထားပါတယ်အမ် website တွားမယ်ဆိုရင်တော့ european kitchen ကိုတွေ့ရမှာပါ ီမှာဆိုရင်လည်း brand တွေကိုပဲတုံးပေးထားတယ်။ဘောက bidding cabinet တွေနဲ့ဘောကစင်ပြေအောင်လုပ်ပေးထားပါတယ်။အဲမှာဆိုရင်မမိုက်ဒရိုများဘလို့တုံးပြူလဲဆိုတော့ဒီဘက်မှာမိုက်ဒရိုများဆိုရင်ဘေးမှာ feature ပြောမှာ work kitchen နေနဲ့တုံးပြူပါတယ်ဒီနေရာလေးရဆိုရင်တော့ဒီရဲ့ဟွာလေးပါ။အဲဒီဘက်မှာဆိုရင်တော့တို့ main room ရှိပါမယ်။ ကဲအောက်ထပ်မှာဆိုရင်လည်းအကုန်လုံးစုံစုံလင်ရှိသွားပြီဆိုတော့ကျွန်တော်ပေါ်လက်သွားကြပါမယ်ပေါ်ရရောက်ချင်မှာတော့ဘောင်းတွေ့မြင်ရတာ extra living room ဖြစ်ပါတယ်ဒီမှာဆိုရင်တော့မြန်မာပြည်တော်များတော့ဖျားခက်နေနဲ့တုံးပြီးလုံးဝကိုစိတ်ပါရင်တော့ office နေနဲ့လည်းတုံးလို့ရပါတယ်ပြီးတော့ဒီဘက်မှာကျွန်တော် main master bedroom ကိုလိုက်ပြပါမယ် main master bedroom မှာဆိုရင်တော့ central tight air con နဲ့ဟိုမှာ ုံးဝဘေးမှာလည်းဘယ်ကွနီအခြေကြီးရှိပါတယ်အဲဒီ view อ่ะဆိုရင်လည်းလောက cloud fog view ဖြစ်တဲ့အတွက်လောက premium ဆန်မယ်အဲဒီဘက်ဆက်သွားမယ်ဆိုရင်တော့ဒီဘက်မှာလောကမြို့တမီးတွေအကြိုက် walking cave walking cabinet ရှိပါမယ် walking cabinet ကမှလူနည်းစားလို့ရှိရဲမှန်ရှိပါမယ်လောက perfect ဖြစ်တဲ့ဟာလေးပါ ဒီတော့မှဆိုရင်တော့လောက European brand တွေကိုပဲတုံးပေးထားတယ်ဘက်ရုံရှိပါမယ်ဒီမှာဆိုရင်ဘက်တက်ပါပြီးတော့မှာဒီမှာဆိုရင်တော့ mirror ရှိပြီးပါပါမယ်ကဲဟာဆိုရင်တော့အဲနောက်ထပ်ပြချင်တာလေးတစ်ခုကတော့ဒီမှာ extra living space ဆိုမှာဒီမှာ extra living space ကိုထပ်ပြီးတော့ပါပါလေးရယ်ဒီဘက်မှာဆိုရင်လေ outdoor living space နောက်တစ်ခုထပ်ပါပါလေးရယ် master bedroom နဲ့တွဲပါတာပါဒါလေးကတော့ ခဲ့ရဆိုရင်ကျွန်တော်နောက်တစ်ခန်းလေးကိုတော့ကြည့်ရအောင်ဒီမှာဆိုရင်တော့ Masaberon B တလားမီမီတွေတော့လုတ်ပေးထားတဲ့အခန်းဖြစ်ပါတယ်ဒီမှာဆိုရင်တော့တမီရောဖြစ်ဒီမှာဆိုရင်တော့ဒါတော့ဖြစ်ပါတယ်ကိုအနေနဲ့လည်းကြိုက်တဲ့ဟာကိုအသုံးပြုလို့ရပါတယ်နှခန်းလုံးကတော့ Master Gan နေဖြစ်ပြီးတော့တော်တော်လေးခြေချပါတယ်ခဲ့ရဆိုရင်တော့ဒီအိမ်ကဒီမှာပဲပြီးတတ်ပါ ਈ လူရန်ကောင်းတဲ့ location လူမျိုးအခြေတွဲပြည့်မြည့်အိမ်ကိုဝယ်ကျင်တဲ့လူတွေအရမ်းများတယ် ရောင်းအားလည်းအရန်ကောင်းပြီး unit ကလည်းနည်းနည်းလေးပဲကျန်တော့ရအောင်လူရင်းမင်းတို့အပိုင်ဝေယူထားခြင်းနဲ့ဆိုရင်တော့ကျွန်တော်တို့ link property Thailand ကိုမြန်မြန်ပဲဆက်တွေ့လိုက်ပါခင်ဗျာ။